2025 Miss Grand Myanmar ရဲ့လူပြောများဆုံးအမျိုးသားပြရုပ်ဝတ်ဆောင်များပရိသတ်များလုံးမင်္ဂလာပါရှင်ဆယ်လင်းစိုက်တာ page ကနေပြလဲကြိုးစိုးလိုက်ပါတယ် အလမဲ့လောကထဲမှာလူကြိုက်များပြီးအပြစ်မှုတွေရရှိနေရင်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Miss Grand International ပြိုင်ပွဲအတွက်အခုချိန်မှာတော့မြန်မာနိုင်ငံကိုစားပြုပုံအလမဲ့တွေကိုရွေးချယ်နေပြီပဲဖြစ်ပါတယ်။ Miss Grand ဟာအခုနောက်ပိုင်းမှာပြဿနာတွေများစွာဖြစ်ပေါ်နေခဲ့တာဖြစ်ပါတယ်။တဲဆူငိမ့်တဲ့ပြဿနာဖြစ်ပြီးကြတဲ့ကမတည်ငြိမ်တော့တဲ့ Miss Grand Organization ဟာအခုခါမှာတော့အိန္ဒိယအလမဲ့တွေလည်းလက်တွဲဖြုတ်လိုက်ပါပြီ။ဒီလိုပြဿနာတွေများစွာဖြစ်နေပေမဲ့လည်းပအဝင်ရှင်ပြိုင်နေကြဆဲဖြစ်တဲ့ပြိုင်ပွဲဝင်တွေရှိနေကြဆဲပါ။ ခုတခါမှာတော့မြန်မာပြည်ကိုစားပြု အဖြစ်ရွေးချယ်မယ်အလားမယ်ရဲ့အမျိုးသားဝစ်ဆောင်ပြိုင်ပွဲမှာပြည်သက်တွေကိုအံ့ဩစေခဲ့ပြီးတော့လူပြောများစေခဲ့တဲ့ဝစ်ဆောင်အချို့ကိုဖော်ပြပြီးတော့မှာဖြစ်ပါတယ်။ကြိုက်ထူအလားမယ်ကာဘရောင် မွန်ပြည်နယ်ကျိုက်တုံမြို့ကတော့ဝါပေါ်ပြီးတော့တစ်တော်များပြတဲ့ပြည်နယ်တစ်ခုပဲဖြစ်ပါတယ်။ဒါအပြင်မြန်မာပြည်ရဲ့အန်အောဘွဲတွေတဲကတစ်ခုဖြစ်တဲ့ကျိုက်တီယိုးစံတော်ရှင်ဇေဒီတီရှိတဲ့နယ်လေးဖြစ်ပါတယ်။ဒီလိုမျိုးအဖိုးတန်တဲ့သဘာဝအလားတွေနဲ့ခြားပြစရာသမိုင်းထောက်ထားတွေရှိနေပေမဲ့ဒီနေ့ရဲ့ကျိုက်တုံကိုစားပြုကတော့မြင်းတဲ့သူတိုင်းကိုမလုံးကွဲရဲပွဲကြအောင်ပြင်ဆင်လာခဲ့ရပဲဖြစ်ပါတယ်။ဝိဆောင်ရဲ့ဖန်တီးမှုဟာကောင်းပေမဲ့တရုတ်ပြပြင်ဆင်မှုမှာတော့ကြည်ရဆိုးသွားခဲ့တဲ့ပုံစံဖြစ်သွားခဲ့တဲ့ကျိုက်တုံရဲ့ဝိဆောင်ကဝါဆက်ယုံမှ ံစံပဲဖြစ်ပါတယ်။ ဝါဆန်ယုံမဆိုပေမဲ့လည်းတရုတ်ပြသရမှာကွာတတလျှောက်ပြီးတော့ဝမ်းချုံနေတဲ့ပုံစံဖြစ်ခဲ့အောင်ကြောင်းကြီးကျူးတဲ့သူတိုင်းကိုရဲပွဲကြစေရပဲဖြစ်ပါတယ်။ရန်ကုန်အရှေ့တိုင်းအလားမဲ့အထင်ကရပူပူအထင်ကရပူပူရဲ့ဝစ်စုံကတော့ကြည်လိုကောင်းပြီးတော့ပျော်ဖို့ကောင်းတဲ့ဝစ်စုံတစ်ခုလို့လူအများကဆိုကြပါတယ်။ကတ်တုန်းဇက်ကောင်တစ်ခုလို့ပဲတက်ကြွပြီးတော့ချစ်ဖို့ကောင်းတာဖြစ်လို့လူကြိုက်များတဲ့ဝစ်စုံမှာလူပေါင်းမျိုးစုံနဲ့အမြဲတမ်းလမ်းရှုံနေတဲ့ကားကြက်တဲ့ရန်ကုန်မြို့ရဲ့အထင်ကရလိုင်းကားတစ်ခုဖြစ်တဲ့39ဘိုက်ပူပုံစံကိုဖန်တီးထားတာ ဖြစ်ပါတယ်။မီးပွိုင်းတွေကားလန်းတွေနဲ့ဝတ်စုံကိုကြည့်လို့ကအောင်ဖျော်ဖြေပစ္စည်းတခုလိုစမ်းသစ်ထားတာဖြစ်လို့အထင်ကရပူပူရဲ့ဝတ်စုံကလည်းလူကြိုက်များတဲ့ဝတ်စုံပဲဖြစ်ပါတယ်။တာချီလေးအလမဲမရန်ဂျာဆန် မရန်ဂျာဆန်ရဲ့တာချီလေးခောက်ဆွဲခက်ဟာလေအခုနှစ်မစ်ဂရမ်မှာထွထွစကြပဲဖြစ်ပါတယ်ခောက်ဆွဲခက်ဆိုတာကတော့ရှမ်းပြည်နယ်အရှေ့ပိုင်းကအထင်ကရအစားအစာတစ်ခုပါရေးရက်ခဲနှစ်တွေကလေးကလူသီးနေခဲ့ကြပေမဲ့ဒီနေ့အပိုင်းခြားတွေမှာတော့မြမပြည်တဝန်လူကြိုက်များလာတဲ့ရှမ်းရိုးရအစားအသောက်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်ဒါပေမဲ့ခောက်ဆွဲခက်တဲ့ပုံပြီးခြားပြလို့ကောင်းတဲ့ရိုးရတွေများစွာပိုင်ဆိုင်ထားတဲ့တာချီလေးမျိုးရဲ့ရင်ကျေးမှုကိုအသုံးမပြုတာကတော့ဝမ်းနည်းစရာပဲဖြစ်ပါတယ်မရန်ဂျာဆန်ဟာအရင်နဲ့တင်အလား မယ်လုံးလုံးမရပါမယ်လေအများတန်း confidence ရှိနေတဲ့သူဖြစ်ပါတယ်ဒါကြောင့်ဘယ်သူမှတားလို့မရတဲ့သူမရဲ့ပုံစံနဲ့အခုတခါမှ NC မှာလည်းခောက်ဆွဲခက်အစ်စ်ကိုစားပြနေခဲ့ပြီဖြစ်ပါတယ်စင်ပေါ်မှာပါခောက်ဆွဲအစ်စ်ကိုစားပြတာဟာမြမအလှမယ်လောကမှာသူမတယောက်သာရှိမယ်ထင်ပါတယ်အခုပေါ်ပြခဲ့ရတွေကတော့ NC အစမ်းတွေတဲကပရိသတ်တွေရဲ့အကြိုက်နဲ့အစမ်းတည်ထွင်မှုကိုအစွမ်းကုန်စ조사ထားတဲ့သူတွေပဲဖြစ်ပါတယ်အနိုင်ရရှိသွားတဲ့ GK Sophia ရဲ့ဝိဆောင်ကတော့ထူးဆန်းလာတဲ့ဝိဆောင်မဟုတ်ပါဘူး ဦးသိန်း60ကျော်လောက်အကုန်ချခံကပြုလုပ်ခဲ့တယ်လို့လည်းသိရပါဗျ။ပြိုင်ပွဲဝင်သွားခဲ့တဲ့ဝစ်စုံတွေထဲမှာပရိသတ်ကြီးတို့ရဲ့အကြိုက်ဆုံးနဲ့အရေးအယဆုံးဝစ်စုံတွေရှိရင်လည်းခေါမတ်မှာဝေးမြခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။